အင်္ဂလန်လက်ရွေးစင်တင်ကတော့လက်ဗီးယားကို၃ဂိုးပြတ်အနိုင်ယူပြီးသူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသနိုင်ခဲ့ပါတယ်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကျူးသွားရခင်ဗျဝါကတ်ကော်လက်ဘီရှင်ပွဲတင်တပွဲပြတဲ့အင်္ဂလန်နဲ့လာဗီယာတို့ရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုကျွန်တော်ရဲ့ညီကိုနဲ့တူတူလုပ်သွားကြပါမယ်ဆိုတော့အင်္ဂလန်ပွဲတင်တွေကိုဘာကြောင့်ပွဲပြီးသုံးသက်ချက်အပြည့်လုပ်ပြီးလဲဆိုတော့ ဒီအသင်းမှာကျွန်တော်တို့ပရီးမီးယားလိဖန်တွေအားပေးရတဲ့ကလပ်သင်းတွေကကစားသမားတွေပါလို့ပါ popularity ဘိုင်းကကြည့်မယ်ဆိုရင်အင်္ဂလိပ်ရွေးစဉ်အသင်းကဘောလုံးပရိသတ်တွေကြားထဲမှာအမြင့်ဆုံးဖြစ်ပါတယ်ဒါကအခုမှမဟုတ်ဘူးဟိုးရင်ခေတ်ဆက်ဆက်တွေကအင်္ဂလိပ်ရွေးစဉ်အသင်းတွေဘရာဇီးလရွေးစဉ်အသင်းနီးတူကစားသမားကောင်းများစွာပိုင်ဆိုင်တဲ့အတွက်ကြောင့်ဟိုပရိသတ်ကြားထဲမှာပို့ပြီးတော့ရေပန်းစားတာပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်မှာလဲ Thomas Tuchel ဒီသူ့ရဲ့အကောင်းဆုံးပုံစံကိုအင်္ဂလိပ်ရွေးစဉ်အသင်းနဲ့တူဆက်လက်ပြသသွားခဲ့တယ် အင်္ဂလန်ကတော့ကျွန်တော်မြင်ဘူးသမျှနီးပြဒေထဲမှာသောမတ်စ်တူခဲကိုသဘောအကျဆုံးလို့တောင်ပြောရမယ်ပွဲစဉ်နှစ်ပွဲပဲရှိသေးတယ် bro ရဲ့အပြောမစောပါနဲ့ဘာညာစိုးတော်ညာလဲ national team တွေနဲ့ club တွေနဲ့ကမတူဘူးဗျ national team ကတလားကြာမှတစ်ခါလောက်ဒါမှမဟုတ်လေသုံးလကြာမှတစ်ခါလောက် tournament ရှိမှဟိုပွဲကဆက်တာဗျာပြောချင်တာဟို club team လိုမျိုးအရှိအကြီးကြီးရမလို့တပွဲနှစ်ပွဲလောက် ကြည့်လိုက်တာနဲ့ဒီနီးပြဘာဖြစ်ချင်နေလဲကျွန်တော်ရ80ခန်းလောက်ရိတ်စားလို့ရတယ်အင်္ဂလန်လက်ရွေးစင်အသင်းကိုကျွန်တော်စမိတာစဖင်ဂိုရန်အရစ်ဆန်လက်ထက်ကစမိတာအဲ့နောက်ပိုင်းမှာနိုင်ငံသားနီးပြဖာဘီယိုကာဘယ်လိုတယောက်ရောက်တယ်နိုင်ငံသားနီးပြတွေဒီလေအင်္ဂလန်လက်ရွေးစင်အသင်းကိုကောင်းစွာ management လုပ်နိုင်ခဲ့တာတော့မဟုတ်ဘူးဗျအရစ်ဆန်ဆိုရင်ပူဆိုးတယ်ကာဘယ်လိုကြတော့အရေးသွေးရှိတယ်တိုးတော်လေ player management လုပ်မှုမှာ အားနေတယ်အဲ့ခေတ်ကလား ဒီ club team တွေရဲ့တကယ် legendary ကစားသမားတွေ prime time ရောက်နေတဲ့အချိန်တွေရှိတယ်။သူ player management ကောင်းကောင်းမလုပ်တတ်ဘူး။နောက်ပိုင်းကတော့နော် Southgate တို့ ਨੇ ပူဆိုးတာပေါ့။အဲ့တော့ဒီချိန်မှာ Thomas Tuchel ဒီအသင်းကြီးတွေကိုကင်တွယ်ခဲ့ဘူးတယ်။အသင်းငယ်တွေလည်းကင်တွယ်ခဲ့ဘူးတယ်။တာမန်အသင်းတွေလည်းကင်တွယ်ခဲ့ဘူးတယ်။အတွေ့အကြုံပိုင်းရော အသက်အရွယ်ပိုင်းရောပညာပိုင်းရောဟိုအပြည့်စုံဆုံးသောအရွယ်တစ်ခုရောက်နေတဲ့အတွက်ကြောင့်အင်္ဂလန်လေယွေးစင်အသင်းနဲ့တိတ်ကိုလိုက်ဖက်မှုရှိတယ်လို့ကျွန်တော်ယူဆပါတယ်။ ဆိုတော့ဒီလေဗီယာနဲ့ပွဲတင်မှာအင်္ဂလန်လေရွေးစင်အသင်းပွဲထွက် လူစည်ရင်းက၄နေရာအပြောင်းလဲလုတ်သွားတယ် right back မှာ Kyle Walker အစား Reece James ကိုသုံးသွားတယ် Danban အစားကျွန်တော်အထဲထဲမှာ McGuire ကိုသုံးသွားပါတယ်ကျွန်တော်ရှေ့ရနေရာတွေမှာလည်း FIFA ရန်စား Jared Bowen Curtis Jones အစား Morgan Rogers တို့ကိုအသုံးပြုသွားခဲ့တာကိုတွေ့ရပါတယ်ကစားသမားတွေရဲ့ position သူတို့ရဲ့အားတာမှုတွေကကွဲပြားတဲ့အတွက် ဘလုံးကစားတဲ့အချိန်မှာလေ viewer ဘိုင်းကကွဲပြားသွားတာကိုအထူးတလဲကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါက Thomas Tuchel ရဲ့အရေးသွေးလို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ကစားသမားတစ်ယောက်ရဲ့ talent သူ့ရဲ့ playing style သူစီကဘာရနိုင်လဲဆိုတာ Tuchel ကောင်းကောင်းသိတယ်။အဲ့အတွက်ကြောင့် viewer ဘိုင်းမှာပြောင်းသွားတာ။ပထမအကြောတော့ကာတီချုံထဲတယ်။ကာတီချုံဒီ B2B ပုံစံလို့ပြောရင်ပိုပြီးမှန်လိမ့်မယ်။ Defensive action, attacking action 50 50ကစားသမား Morgan Rogers ကြတော့အဲ့လိုမဟုတ်ဘူး။ तू defensive action အဲ့လောက်မကောင်း work rate တော့ပေးဆိုရင်တော့ပေးမယ်80 20လောက်ပဲရှိတယ်ဒါမှမဟုတ်လည်း80 30လောက်ပဲရှိတယ်ဒီအချိန်မှာ Declan Rice တယောက်တည်းအဆင်မပြေဘူး number 6နေရာမှာနောက်ထပ်ဟိုဘေးက carry လုပ်ပေးဖို့အတွက်ပေါ့နော် supporting လုပ်ပေးဖို့အတွက် Louis Kelly ကို inverted fullback ပုံစံထောက်လျှောက်သုံးပေးသွားတယ်ဒါဒီပထမပွဲနဲ့မတူတဲ့ပုံစံအခင်းချင်းပေါ့နော်ပထမပွဲမှာတော့ကာတေဂျုံကတခါလေကျရင် number 6 daddy ဝင်ပေးတယ်ဗျာနောက်8မှာ သူကပုံနေရှိနေတဲ့အတွက် rice ကပြဿနာ trade room ရှိ ው ကတိကျုံရှိနေတော့သူစိတ်လွတ်ကိုလို့ကစားလို့ရတယ်ဒီချိန်မှာ morgan rogers ကိုသူကနံပါတ်10မှာ june နဲ့တူတူထားလိုက်တဲ့အချိန်နံပါတ်8နဲ့6နဲ့ကတော်တော် gap ပြတ်သွားတယ် louis kelly ကိုလှမ်းပြီးတော့ထည့်ပလိုက်တယ်ဒါဒီ thomas tuchel ရဲ့အမြင်ဆူးရှားမှုပဲ skelly ကလည်းငကိုကလေးကသူက central zone မှာကစားနေကြကစားသမားဖြစ်တဲ့အခါအဆင်ပြေတယ်သူရဲ့တပည့်ဖြစ်တဲ့ reese james sort တတ်တာတောင်မှ ပို့ပြီး ကစားရှိတဲ့ကစားသမားကိုအသုံးပြုသွားတာကိုကြည်ချင်းအဖြစ်ပုတ်ကိုယ်ဆွဲကင်းနေဆိုတာလည်းပြတ်တသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ဆိုလိုချင်တာကဗျာ Reese Jane ဒီလည်း inverted ပုံစံမျိုးကစားတတ်တယ် Louis Kelly တို့မပေါ်ခင်အချိန်ကာလတည်းက weekend မှာသူ CM ဖြစ်ကစားနေတာပါ DM တို့ဘာလို့လဲကစားတတ်တယ်ဒါပေမဲ့ Reese Jane ကိုအထဲလုံးကမပို့ဘူးမင်း channel ကနေပဲသွား overlap လို့ cross ball ပေးအဲ့လောက်ပဲကစားသွားခိုင်းနေပေါ့နော် Louis Kelly ကတော့ rice နဲ့တွဲပြီးတော့ central zone မှာ down shot overload လုပ်ပေးသွားခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ scaly ဆိုမှ scaly အเจ้าမှာတခါတည်းဖြည့်ဆွက်ပြောခြင်းတယ်အတကုံးလေးတော်တော်ကောင်းတယ်ဗျသူ့ကိုဟိုကျွန်တော်စမြင်ဘူးတာအဲ့ side back ကစားသမားဖြစ်စမြင်ဘူးတာအထဲထဲဝင်ဆော့တော့လဲအချစ်ချစ်လေးလေးနဲ့ဘောလုံးအပေးလုံးဝမမအောင် ဆော့သွားတယ်ဗျာ ဒီလဲမှာဘောထိုင်ခွဲနေတဲ့ကစားသမားတွေကဘောလုံးပေးမမဖို့အရင်အရေးကြီးတယ်။ passing skill တွေလည်းကောင်းမွန်တယ်၊လှုပ်အားနှုတ်တွေလည်းအပြည့်ရှိတယ်။ခနာကိုဟန်ချက်ကလည်းတော်တော်လေးညင်တဲ့ကစားသမားတစ်ယောက်ပါ။အဲ့တော့ Skelly ရဲ့စွဲဆောင်ရင်ပွဲစဉ်နှစ်ပွဲလုံးမှာအပြည့်မြင်ခဲ့ရပါတယ်။ကျွန်တော်ရှေ့မှာ Marcus Rashford ကို left wing ထုတ်ထားတယ်။အဲတစ်ဖက်မှာကျွန်တော် Jared Bowen ကို right wing ထုတ်သွားတယ်ပေါ့နော်။ဒီနေရာမှာလည်း Rashford ကိုကျွန်တော်အနေငယ်ချီးကျူးခြင်းတယ်။ အရက်ရှ်ဖို့ကဒီနေ့ပွဲတင်မှာပျော်ပျော်ဆိုဆိုတကယ်ကိုအချိုးပြေခဲ့တာဗျမန်ချက်စတာယူနိုက်တက်မှာအဲ့လိုအချိုးပြေသူကလို့အငားချခံရမှာမဟုတ်ဘူးတကယ်ကိုကောင်းတာသူလူသားလဲခံမရခင်အချိန်ထိတောက်လျှောက်ပေးဆက်ပြီးတော့ကစားသွားခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာ left wing ဆော့တယ်ဒုတိယပိုင်းမှာ right wing ဆော့တယ်အဲ့တော့ပထမပိုင်းမှာ left wing တနေရာနေပဲတောက်လျှောက်ဘောလုံးတွေထွက်တာ Marcus Rashford ရဲ့ကြိုးစားအားထုတ်မှုတော့အပြည့်ရှိခဲ့တယ် Louis Scaly ကတခါလေးကြမှာ Rashford ဘေးကတ်တာဗျာ ပုံမှန်အားဖြင့်ဆိုရင် तू က rice bean မှာပဲကတ်နေအဲ့တော့ Marcus Rashford ရဲ့ individual skill တွေတယောက်တည်းထိုးပေါက်မှုတွေပထမပိုင်းမှာများသောအဖြစ်မြင်ခဲ့ရတယ်အဲ့ဘက်ကနေပဲတောက်လျှောက် cross ball တွေတက်တယ်ဒုတိယပိုင်းရောက်တဲ့အခါမှာ Jared Bowen ကို left wing ထားလိုက်တယ် Marcus Rashford ကို right wing ထားလိုက်တော့လေအဲ့ right wing ကပို့ပြီးတော့လှုပ်နေပြန်အောင်ပြောချင်တာဒီ winger တယောက်ရဲ့အရေးပါအရောက်မှုကဘယ်လောက်ထိကြီးသလဲပေါ့နော် Rashford ကြိုးစားပန်းစားနဲ့ကစားပြီးသွားတဲ့ပုံစံတွေဒီနေ့ပွဲစဉ်မှာအတိုင်းအတာကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့ Rashford အသက်28နှစ်ရှိပြီ သူပြေးနေလို့မရတော့ဘူးယူနိုက်တက်မှာမကစားချင်တော့မှအက်စတန်ဗလာကိုပြောင်းဒီ performance အတိုင်းပဲထွက်အောင်ကစားမယ်ဆိုရင်လေရွေးစင်အတင်းအတွက်သူကမ္ဘာဗလာမှာရွေးချယ်ခံရဖို့အခြေအနေတွေအများကြီးရှိတယ်ဗျဒီနေ့ဘုရတကယ်ကောင်းလို့ပါဆိုတော့ဂျန်တဲ့နေရာတွေကဟို trade through မပြောင်းလဲဘူးဒမ်ဘက်ကလည်းဒမ်ဘက်အလျောက် area jewelry ကောင်းမွန်လို့ဂူရီကလည်းမဆိုးပါဘူးဒါပေမဲ့ကျွန်တော်လေဒန်ဘန်းကိုပို့ပြီးတော့သဘောကျတယ်ဂွီရဲ့အမာရင်တချို့ဒီနေ့ပွဲစဉ်မှာရှိခဲ့တယ်အထူးဖြင့်ပထမပိုင်းမှာဟိုကိုးသမား pick 4နဲ့နားလည်မှုလွဲပြီးတော့ကန်ကောင်းလို့ကိုမပေးလိုက်ရတာဆိုတော့အင်္ဂလန်ရဲ့ရွေးချယ်စရာတွေကအတော်လေးကိုများပြားလာတယ်ပေါ့နော် Morgan Rogers ကတော့သူဂိုးသွင်းခြင်းစိတ်များပြားနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာသွင်းကိုတကူရဖို့အတွက်လွဲချော်မှုတွေအများကြီးရှိခဲ့ပါတယ်ဆိုတော့အင်္ဂလန်လူရင်းစဉ်အတင်းကဘောလုံးရှိနေတဲ့အချိန်မှာရောမရှိတဲ့အချိန်မှာရောတော်တော်ကောင်းနေပြားဒါ Thomas Tuchel ရဲ့ train ပေးမှုတွေကြောင့်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့ position နဲ့စဉ်ကောင်းလာတယ် position ယူတာအရန်ကိုကောင်းတယ် in position မှာ out of position မှာ position ယူတာ၄ဒီကျွန်တော်မြင်မှုတဲ့အင်္ဂလန်လက်ရွေးစီအသင်းထဲမှာအကောင်းဆုံးပါအဲ့တော့ in position ရောက်ရင်ဘောလုံးကိုဘယ်လိုမျိုးပေးတယ်ပိုင်ဆိုင်မှုအတာဒီဘယ်လိုယူတယ်ဆိုတာပရိသတ်မြင်ပြီးသားဖြစ်နေမယ်အဲ့တော့ out of position ဖြစ်သွားတဲ့အခါကျရင် aggressive high press တော့မပေးပင်မဲ့သူတတ်မှတ်ထားတဲ့နေရာမှာတတ်မှတ်ချက်တိုင်းကစားသမားတွေက pressing ပေးတဲ့ပုံစံတိတ်တဘောကြတယ်မမန် oriented press ဒီပေါ့နော်ကစားသမားတူတယောက်ချင်းဒီကိုနောက်ကနေအသင်ရှိနေတဲ့ pressing ပုံစံမျိုးတွေက ဘောလုံးကိုချက်ချင်း ပြန်ရစီပါတယ်ဆိုတော့အာသာချက်ကြီးပဲပြောနေတာတော့မဟုတ်ဘူးဟိုအာနေချက်ပေါ့နော်အဲ့ဒါလည်းအနေငယ်တော့ရှိပါတယ်ကန်နေရတဲ့အသင်းတွေကဒါလက်ဗီယာလို့အသင်းမျိုးနော်အဘေးညာလို့အသင်းမျိုးဖြစ်တဲ့အတွက်တခါလေကျရင် individual skill ကောင်းကောင်းနဲ့အမှတ်မထင်ထိုးပေါက်မဲ့ကစားသမားတွေမပါဘူးအထလေးတယ်ဗျအင်္ဂလန်လူရင်းတဲ့အသင်းရဲ့အဲ့လိုဘောလုံးကိုဆက်တပ်လုပ်နေတဲ့အချိန်ကနည်းနည်းကြာတဲ့အတွက်ကြောင့် ခုနကကျွန်တော်ပြောသလိုပေါ့ individual skill ကောင်းတဲ့ player တစ်ယောက်နှစ်ယောက်စပါတဲ့အသင်းတွေနဲ့တွေ့ရင် goal တကူစောစီပေးလိုက်ရလို့နောက်ထပ်ချစ်ပါ goal တွေအနိုင် goal တွေပြန်မသွင်းနိုင်အောင်ဆိုတိုင်ပတ်နိုင်တယ်အဲ့ဒါတကူတော့ Thomas Tuchel အနည်းငယ်ပြင်ဆင်ဖို့လိုပါလိမ့်မယ်ခင်ဗျာကဲကျွန်တော်အဲ့တော့ twin goal လေးတွေကိုပြန်လဲစမ်းစစ်ကြည့်အောင် Reece Jane ရဲ့ free kick twin goal အရင်ဆွေးနွေးကြည့်မယ်စောက်ရမ်းမိုက်တယ်ဗျာကျွန်တော်ဒီနေ့ Reece Jane အကြောင်းထည့်မပြောတာတခြားမဟုတ်ဘူးအခုမှဒါဖြည့်ဆွတ်ပြီးတော့ပြပြစုံလေးပြောချင်လို့ပေါ့နော် Reece Jane ဒီဒဏ်ရာပြဿနာကနေ ခုပြန်လေကောင်းမွန်လာတယ်ကောင်းမွန်လာတဲ့အချိန်မှာအင်္ဂလန်လက်ရွေးစင်အသင်းတို့ကပထမဆုံးပွဲထွက်တယ်မိနစ်90လုံးအပြည့်ကစားပြီးသွားတယ်ရီစတင်းကဒီနေ့စွမ်းဆောင်ရေးကဘာအပြစ်မှပြောစရာမရှိခဲ့တာပါရီစတင်းဒီပထမပိုင်းမှာစိုက်မှာပဲထွက်ဆော့ခဲ့ရတယ်လူးစ်စကယ်လီထွက်သွားပြီးတဲ့နောက်ပိုင်းမှာစကယ်လီရဲ့နေရာကိုဝင်ပြီးကစားပြရတယ်လုံးဝ perfect ပဲအဲ့တော့သူတွင်းယူသွားတဲ့တွင်းကိုဆိုရင်ဟို free kick skill ဘလောက်ရှိလဲဆိုတာပြသသွားတာပေါ့နော်တကယ်တော့အင်္ဂလန်လက်ရွေးစင်အသင်းမှာ free kick ကန်ကောင်းတဲ့ player တွေကတပုံကြီး ဒက်ကလန်ရိုက်စ်ကောဂျရက်ဘူဝင်ကောနော်ဂျူ့ဘယ်လင်ဂန်ကောအကုန်လုံးကန်တက်တယ်ဟယ်ရီကိန်းလည်းရတယ်သူ့မဲ့ရီစ်ချေတောင်းဝင်ပြီးကန်သွင်းခဲ့တယ်အဲ့ဒီကန်သွင်းချက်ကလည်းတော်တော်လေးလာတာပါတကယ်တော့အဲ့ဒီအပေါက်ကဘယ်ပေါက်ကြီးဗျကျွန်တော်ဘယ်ပေါက်ကိုကန်ရင်တော့ပို့ပြီးတော့ဟိုကန်ကလွဲတာပါနော်တိုးတော်လေသူကညာခြေတောင်းနဲ့ဘေးပိုက်ကနေဝေ့အောင်ကန်ပြီးတော့ဂိုးတကူကိုရယူသွားတာဗျဂိုးသမားတွေဖမ်းလို့မရပါဘူးအရန်စိုက်ကြတယ်ဘောလုံးကလည်းဂိုးပိုက်သေးကိုထဲလာတာမဟုတ်ပဲအဲ့ဂိုးပိုက်ဘေးကနေဝေ့ပြီးတော့မှာ အထဲကိုဝင်သွားတဲ့အခါကျတော့တုံတုံကူးသမားမျက်စိရှမ်းသွားနိုင်ပါတယ်တကယ်ကိုတည်တက်ကောင်းမွန်လွန်းလာတဲ့ကိုတကူပါ reach တောင်ရဒံပြဿနာမရှိရင်ကဘာအဆင့်နောက်ခံလူတယောက်ဆိုတာဆက်လက်တည်ပြသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်နောက်ထပ် twin ကိုတကူကတော့ဒါကျွန်တော်အကြိုက်ဆုံး twin ကိုပေါ့နော် easy ရဲ့ twin ကိုကလည်းပွင့်လင်းပြောရင်တော့ဒါ individual skill ကြောင့်ရသွားတဲ့ goal ပဲ reach တင်ရလဲသူတို့ရဲ့ကျွမ်းကျင်မှုကြောင့်ရသွားတဲ့ goal ပဲဒုတိယ goal မှာအတင်းလိုက်နားလဲမှုကြောင့်ရသွားတဲ့ goal ပေါ့နော်အဲ့တော့ reach တင်ရနေတဲ့စင့် overlap တက်သွားတဲ့ Marcus Rashford ကိုဘောလုံးပေးလိုက်တယ်အဲ့ Rashford ကနေတဆင့်ဘေးမှာလိုက်တွဲပေးနေတဲ့ Morgan Rogers ကိုထပ်ပေးတယ် Morgan Rogers ကနေမှတဆင့် Anderlepin လောက်လာတဲ့ Declan Rice ကိုပေးလိုက်တယ် Declan Rice မှတဆင့် cross ball ပေးရနေအစွန်ဆုံးလူဖြစ်တဲ့ Harry Kane ကလွတ်လွတ်ကျွတ်ကျွတ်ကိုကန်သွင်းသွားခဲ့တယ်တယောက်နဲ့တယောက်ကြားထဲကဘလောက်ထိနားလည်မှုအားကောင်းနေတဲ့အခြေဆက်ကိုမြင်တွေ့ခွင့်ကျွန်တော်ရခဲ့တာလဲ စဉ်းစားကြည့်ပါဦးများထိချက်တွေအများကြီးနဲ့ဂိုးရသွားတာအရန်ကိုလှတယ်ကျွန်တော်ကဒုတိယမြောက်ဂိုးကိုပို့ပြီးသဘောကျတယ်ဘာကြောင့်လဲဆိုတော့အတင်းလိုက်နားလည်မှုရှိရှိနဲ့ overlap တွေရော underlap တွေရောလုတ်ပြီးရသွားတယ်ဂိုးဖြစ်လို့ပါခင်ဗျာဆိုတော့အင်္ဂလန်ရဲ့အနိုင်ရသိကိုချုံမြင်ပြည်လုံးလုံးခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးချယ်စည်းခြင်းနဲ့ဆိုရင်တော့ comment မှာရေးသားပေးသွားကြပါခင်ဗျာအခုတော့အားလုံးကိုခဏနှုတ်ဆက်ပြရသည်ခင်ဗျာ